ကျမတို့နိုင်ငံရဲ့အတိုက်ခံပါတီရဲ့နိုင်တင့်တုံခဲ့တဲ့နိုင်ငံရေးလမ်းစဉ်ကရင့်ကျက်တဲ့နိုင်ငံရေးလမ်းစဉ်မဟုတ်ခဲ့ပါဘူး။ဒါကြောင့်မို့လို့လေကျမတို့ဘယ်လိုပြောရမှာလဲလူချင်းနဲ့ပန်းနိုင်ခင်ရအောင်မသွားနိုင်ပဲလမ်းတဝက်မှာနေကျမတို့ကြောက်ရွံ့ခဲ့ရတယ်လို့ကျမကတော့မြင်ပါတယ်ဒီချိန်မှာစစ်တပ်ရဲ့ရက်ဆက်မှုတွေကိုတော့မပြောရဲပဲနဲ့ အဲရေကောက်ပွဲကိုပဲတစ်ဖက်တည်းဝင်ပြိုင်ဖို့မဲဆွယ်နေမယ်ဆိုရင်ဒါကအာရေကောက်ပွဲအတွက်လှောက်ရှားတာမဟုတ်တော့အာစစ်တပ်နဲ့ဝေစုခွဲတာဖြစ်သွားပြီပေါ့နော်အာရေကောက်ပွဲဝင်ရဖို့တက်တက်အာနေရာရဖို့တက်တက်ဆိုရင်တော့ဒီလိုနိုင်ငံရေးဓမ္မရေးကျမတို့မလို့တော့ပေါ့နော်ကျမတို့ပြည်လူထုတွေလည်းဒီလိုနိုင်ငံရေးဓမ္မတွေကိုအများကြီးကြုံခဲ့ပူပြီးပြီဒါမျိုးဆိုရင်တော့ကျမတို့ထပ်မလို့တော့ နိုင်ငံရေးကိုစစ်တပ်ကခွင့်ပြုတဲ့လောက်ပဲလုပ်မယ်ဆိုတော့အတွေးကရှိတဲ့လူတွေနဲ့နိုင်ငံရေးကိုစနစ်ပြောင်းဖို့အတွက်ဒီစူးစမ်းမယ်ဆိုပြီးတော့အတွေးခေါ်နေလုပ်နေသူလုပ်တဲ့သူကတော့ကြွားတာပေါ့ဗျာနော်ဆိုတော့အခုကဘယ်လိုဖြစ်နေလဲဆိုတော့ဒီမိုကရေစီကိုစစ်တပ်ကပြည်တဲ့လောက်ပဲယူတော့မယ်ပြီးတော့မှတဆင်ချင်းပြုပြင်ပြောင်းလဲရေးပြောင်းလဲဖို့တဲ့စူးစမ်းသွားမယ်ဆိုတော့အတွေးခေါ်နေတချို့လူငယ်တွေဝင်လာတယ်လို့တော့ကျွန်တော်ကအဲ့လိုမျိုးလေးပဲနားလေပြည်သူတွေရွေးချယ်ခဲ့တဲ့2020ခုနှစ်ရွေးကောက်ပွဲမဲရလက်ကိုဖျက်ဆီးပြီးအာဏာသိမ်းခဲ့တဲ့မဲအောင်လှိုင်က အခု2025ခုနှစ်ကုန်မှာလုံမဲ့ရွက်ကောက်ပွဲအတုမှာဝင်ရောက်ရှင်ပြန်ကြမဲ့ခွေတော့ပေါက်နိုင်ငံရေးသမားဆိုသူတွေအများအပြားထွက်ပေါ်လာနေကြပါတယ်။အဲ့ဒီသူတွေထဲမှာလိန်ဘလော့ဂါ BB ရှန်းဆိုရင် လူတည်များပါတယ်။ကိုဝင်ရောက်ရှင်ပြန်မဲ့ပြိုင်ဘက်ကဘသူလဲဆိုတာကိုတော့မသိပဲရွက်ကောက်ပွဲဝင်ပြိုင်မဲ့သူလဲဖြစ်ပါတယ်။ BB ရှန်းက NLD ပါတီရဲ့နိုင်ငံရေးလမ်းစဉ်ကရင့်ကျက်တဲ့လမ်းစဉ်မဟုတ်ဘူးဆိုပြီး NLD ကောင်းဆောင်တွေနဲ့ပြည်သူတရက်လုံးကိုသူ့ရဲ့ဖြုတ်အုံနောက်လေးနဲ့စော်ကားပြောဆိုသွားပါသေးတယ်။ မင်းအောင်လန်းရိုကျွေးမဲ့ရစ်ကောက်ပွဲအတုမစင်ပုံမှာရင်ကောင်းတွေတီကောင်းတွေလိုအုံနေကြတဲ့သူတွေအများအပြားရှိနေကြပြီးအဲ့ဒီထဲမှာကြမ်းဖို့တွေကစပြီးကိုကိုကြီးလိုတက်တက်ခိုင်လိုမိအေးသုံးခါနာတဲ့စန်တာမင်းလိုအခုဘီဘီရှမ်းလိုဘုစုခယုတွေနဲ့စုံနေတဲ့မင်းအောင်လန်းရဲ့ရစ်ကောက်ပွဲကိုပြည်သူတွေကတော့ရွန်ရှာဆက်ဆုပ်နေကြပါတယ်ကျမတို့နိုင်ငံရဲ့အတိုက်ခံပါတီရဲ့နိုင်ငံတုံးခဲ့တဲ့နိုင်ငံရေးလမ်းစဉ်က ရင့်ကျက်တဲ့နိုင်ငံရေးလမ်းစဉ်မဟုတ်ခဲ့ပါဘူး။ဒါကြောင့်မို့လို့လေကျမတို့ဘလို့ပြောရမှာလဲလိုချင်တဲ့ပန်းနိုင်ခေရအောင်မသွားနိုင်ပဲလမ်းတူမှာနေကျမတို့ကြောက်ရှုံးခဲ့ရတယ်လို့ကျမကတော့မြင်ပါတယ်နိုင်ငံရေးဒီမှာတယောက်ကအချိန်ချင်းချိန်ခါကိုကြီးတက်ရတယ်ဆိုတော့အာလက်ရှိချိန်တွေကဒါရေကောက်ပွဲလောက်ကိုဖြစ်တဲ့လားမဖြစ်တဲ့ဘူးလားဆိုတာကအာလူငယ်နိုင်ငံရေးဒီမှာတယောက်ဆိုရင်ဒါပို့ပြီးတော့မှနားလေရမယ်လူငယ်ဖြစ်တဲ့အတွက်ပေါ့နော် အချင်းချင်းချင်းခါကိုအာဒီထပ်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းမြင်တင်တယ်ပေါ့နော်နောက်တစ်ခုကနိုင်ငံရေးသမားဆိုတာအာအမှန်တရားကိုပြောရဲဆိုရဲရမယ်ဆိုတော့ဒီချိန်မှာစစ်တပ်ရဲ့ရက်ဆက်မှုတွေကိုတော့မပြောရဲပဲနဲ့အဲရေကောက်ပွဲကိုပဲတစ်ဖက်တည်းဝင်ပြိုင်ဖို့မဲဆွယ်နေမယ်ဆိုရင်ဒါက အာရေကောက်ပွဲအတွက်လှုပ်ရှားတာမဟုတ်တော့ဘူးစစ်တပ်နဲ့ဝေစုခွဲတာဖြစ်သွားပြီပေါ့နော်နိုင်ငံရေးဓမ္မကတော့အမှန်တရားကိုပြောရဲဆိုရဲရှိရမယ်ဒီချိန်မှာလူလူတရက်လုံးကနာချေခံစားနေရတာလေဆိုတော့ကုန်ချင်းတော့မြင့်တက်တာတွေပြီးတော့မှအာစစ်ပေါ့နော်ကျွန်တော်တို့ဒါအခုတော်ရစစ်ပွဲစစ်နွေးနေတဲ့အခါဆိုတော့စစ်ရဲခံနေပြီးတော့မှအာစစ်တပ်ရဲ့ရက်စက်ရုံမှမူတွေပေါ့နော်ဒါမျိုးတွေအများကြီးပြည်လူလူကခံစားနေရတာဆိုတော့ဒီအကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့မှအ အာပြောရဲဆိုရဲလာပေါ့နော်ဒီလိုမျိုးပြောရဲဆိုရဲလူလူဘက်ကယက်တီရဲတဲ့နိုင်ငံရေးဓမ္မတွေဆိုရင်တော့ကျမတို့ကတော့အာကျိုးဆိုပါတယ်ဒါမှမဟုတ်ပဲနဲ့အာရေကောက်ပဲဝင်ရဖို့တက်တက်အာနေရရဖို့တက်တက်ဆိုရင်တော့ဒီလိုနိုင်ငံရေးဓမ္မတွေကျမတို့မလို့တော့ဘောနော်ကျမတို့ပြည်လူလူတွေလည်းဒီလိုနိုင်ငံရေးဓမ္မတွေကိုအများကြီးကြုံခဲ့ပူပြီးပြီဒါမျိုးဆိုရင်တော့ကျမတို့ထပ်မလို့တော့ကျမတို့လူအပ်တာကတော့ အလူလူဘက်ကရက်တည်ပြီးမဲ့နိုင်ငံရေးဓမ္မတွေပဲလိုအပ်တာပါနိုင်ငံရေးကိုစစ်တပ်ကခွင့်ပြုတဲ့လောက်ပဲလုပ်မယ်ဆိုတော့အတွေးကရှိတဲ့လူတွေနဲ့နိုင်ငံရေးကိုစနစ်ပြောင်းဖို့အတွက်ဒီစူးစမ်းမယ်ဆိုပြီးတော့အတွေးခေါ်နေလုပ်နေသူလုပ်တဲ့သူကတော့ကွာတာပေါ့ဗျာနော်ဆိုတော့အခုကဘယ်လိုဖြစ်နေလဲဆိုတော့ဒီမိုကရေစီကိုစစ်တပ်ကပြေးတဲ့လောက်ပဲယူတော့မယ်ပြီးတော့မှတဆင်ချင်းပြုပြင်ပြောင်းလဲရေးပြောင်းလဲဖို့တဲ့စူးစမ်းသွားမယ်ဆိုတော့တွေးခေါ်နေတချို့လူငယ်တွေဝင်လာတယ်လို့တော့ကျွန်တော်အဲ့လိုမျိုးလေးပဲနားလေဒါပေမဲ့ပြောချင်တာကအဲ့ဒီဟာက ်တမိုင်းကိုနောက်ပြန်လှည့်ကြည့်ဖို့လိုအပ်နေပြီဆိုလိုတာအဝေးမကြည့်ပါနဲ့ဟိုဘက်ဟို60နှစ်တို့58တို့88တို့လောက်ကိုကြည့်အောင်နည်းနည်းဝေးသေးတယ်2021လောက်ကိုပဲလမ်းပြီးကြည့်ပါတော့ဒီမိုကရေစီနှိကျရွေးကောက်တင်မြောက်ထားတဲ့အစိုးရတရက်ကိုကာကွယ်ရေးဦးစီးချုပ်တယောက်ကသူမကြိုက်တိုင်းသူမကြိုက်တဲ့ရလက်ထွက်တိုင်းမှာအာနာသိမ့်ွင့်ရှိတယ်ဆိုတဲ့အဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကလိုဒလိုမျိုးအဲ ဖန်တီးယူထားတဲ့အခြေအနေကြီးကိုဆက်ပြီးလက်ခံနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကျွန်တော်ထင်တယ်တအူးချင်းရဲ့ရွေးချယ်ဆုံးဖြတ်မှုနဲ့ပဲဆိုင်နိုင်မယ်လို့ထင်တယ်